တဘူးနှထောင်ဗျဒါဆိုဘွားနှောက်ခမ်းမွေးတယ်ဗျဒါဆိုဖီမလို့တောင်ကြီးပဲကြော်ဗျဒါကနေ2500ဗျတဲ60လောက်ရှိပြီ60ဟုတ်ကဲ့ဗျ60လောက်ရှိပြီအေးဟွာလောက်ရှိပြီတမီးอ่ะ9လ6လရှိပြီဗျဘယ်ဆာတိရမလဲဆာတိတောင်ကြီးရဗျဟုတ်ကဲ့ဗျ ိုင်ရောင်းဖြစ်တဲ့အကြောင်းကဒီမှာဆေးဆေးလာကိုရင်းနဲ့ဟွာလောက်တာမျိုးသမီးကဆေးလာမက်ဆီလာခွဲရင်းနဲ့စောင်းရင်းပါရင်းပေါ့နော်သမင်းဖိုးလေးပါလေးရအောင်ပေါ့ဆေးဖိုးလေးရအောင်ပေါ့နော်အဲ့ဒါလာရောင်းတာအေးပုံမှန်တော့မရှိပါဘူးပေါ့ပုံမှန်မရှိပေမဲ့၃000 5000လောက်တော့ရပါတယ်တကယ်လာဝယ်တဲ့လူဥမာ900ဖိုးလေးရောင်းတယ်900ဖိုးလေးရောင်းပဲလေ နေစီတဘူးဆိုရင်2500မလားတွန်တာဟာ900ဘူးဆိုဒီတိုင်းပဲပြေးလိုက်တာရောင်းပဲလဲပတ်စာမယူဘူးဒီတိုင်းပဲပြေးလိုက်တာเนาะတားနဲ့အချို့တချို့တဲ့တဲ့ဟာလေမဝင်နိုင်တဲ့ဟာတဘူးရလို့တပဲလူတဲ့เนาะမနေ့ပိုင်းကျတော့ကိုရင်လေးတွေတေလာစင်လေးတွေလည်းလူရတော့ပေါ့ကွာအဲ့ဒါတော့အမြတ်ပေါ့เนาะ ာပါဗျာဥခွန်တွေးဗျာတွေးတွေးတွေးရုပ်ရှင်မင်းသားတွေးတော့မဟုတ်ဘူးเนาะအေးဟွာလောက်ရှိပြီတမီးက9လ6လရှိပြီဗျာဘယ်ရစာတိရဘယ်ရစာတိတောင်ကြီးရဗျာဟုတ်ကဲ့ဗျာလာရောက်ဖြစ်တဲ့အကြောင်းကဒီမှာဆေးဆေးလာကိုရင်းနဲ့ဟွာလောက်တာအမျိုးတမီးကဆေးလာမက်ဆီလာခွဲရင်းနဲ့စောင်းရင်းပါရင်းပေါ့เนาะ ထမင်းဖိုးလေးပါလေးရအောင်ပေါ့ဆေးဖိုးလေးရအောင်ပေါ့နော်အဲ့ဒါလာရောင်းတာမရှိကောင်းသွားပြီကဇနီးကចောင်းတယ်မှာပဲဗျာနေသားဒီဘုန်းចောင်းမှာပဲတဲတာရောင်းသွားမှဆလဲတော့သူចမ်းမရေးတယ်လဲចန်တယ်လေမရှိတမျိုးတည်းမဟုတ်ပေါ့နော်ဟုတ်တယ်ဗျာဟုတ်တယ်ပြန်မှာပေါ့အချင်းနဲ့အာရှိတယ်ဗျာအမျိုးတွေရှိတယ်နာတစီမက်ဆီကိုရင်လူနာတွေများတဲ့ခါကျတော့ဟာဖြစ်တော့ပေါ့နော် လူနာများတဲ့ခါကျတော့စောင်းရတော့ဗောဟုတ်ကဲ့ဗျတပုနှစ်ထောင်ဗျဒါဆိုဘွားနှုတ်ခမ်းမွေးတယ်ဗျဒါဆိုဖြီမို့လို့တုံကြီးပဲကြော်ဗျဒါကနေ2500ဗျဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျတဲခါတော့တိမကုန်ဘူးဗျတဲခါတော့ဆရာတော်ဟာလုတ်ပါတယ်ရေဖို့မြင်ဖို့ဗောနော်တ냐မ2000ပဲอยู่ပါတယ်ဆရာတော်ကဒါပေမဲ့စားစရိတ်ကျတော့ဟွာဖြစ်တော့ဗောတောင်ကြီးကလူများလားအရင်ကတော့မဟုတ်တော့ဘူးဗျတောင်ကြီးကအေးချမ်းတယ်လေ အေးချမ်းတဲ့ခါကျတော့အားလုံးကတောင်ကြီးမှာလာကြတော့ဗောနော်အဲ့လိုဖြစ်နေတာပြည်လေတော့ပြည်လေကြပါတယ်ဒီလိုဗောအကောင်လုံးဆိုရင်တော့ဟာမဲသူတမျိုးတက်မို့ဟွာစီပိုးလည်းရှိတယ်လေယောဂတော့ရှိတယ်နဲ့အဲ့ဒါမက်ဆီခွဲနေဗောနော်30 40တော့တော့ကုန်လောက်ပြီဟုတ်ကဲ့ဗျာအဲ့လိုဖြစ်နေတာအေးပုံမှန်တော့မရှိပါဘူးဗောပုံမှန်မရှိပေမဲ့3000 5000လောက်ရပါတယ်တည့်ရကော အဲတရက်ကို3000ပေါင်းဝန်းကျင်တော့ကြာပါတယ်ဟုတ်နေပြန်3000 4000ပေါ့နော်ဟုတ်ကဲ့ပြဟုတ်ကဲ့ပြဟိုလေးခက်ခဲတွေဖြစ်ခဲ့ရတယ်စာရောင်းချင်းတော့ဒီလိုပဲထိုင်နေရတာပေါ့စေးတဲ့မှမဟုတ်တာစေးတဲ့မဟုတ်ဘူးလေနော်ဒီမှာစေးလဲပုံမှန်လဲရောင်းတယ်နော်ချင်ခွင်လဲအလေးတွေမခိုးဘူးပေါ့နော်အချို့စေးတဲ့မှာရောင်းတဲ့ဟာဒါဒီမှာပြန်လာချိန်ကြည့်တယ်လေနော်ဒီမှာကျတော့ဥပမာအစိတ်သားဆိုရင်ကစူးအစိတ်သားဆိုရင်30သားလောက်ပြေးလိုက်တယ်ဦးလေးက အဲ့ဒါကြောင့်သူများလည်းအားပေးတော့ဗောနော်ဆေးတော့မရောက်ဘူးဗျာရောက်မှရောက်ဘူးဟုတ်တယ်ဗျာအဲဟုတ်လားဟုတ်တယ်ဗျာဒီလိုပဲဗောဘွားဖြစ်ပြီဆိုတော့ရုံးကရတာပဲလေနော်အလုပ်တော့ဆုံးပါပဲစိုက်ပြီးပြီးလဲလုပ်တယ်ပဲလေဒီပစ္စည်းရေမရောက်ဘူးရောက်ဘူးဒါတော့တောင်ကြီးမှာမှာတာဗျာဟုတ်တယ်ဗျာအမဖုန်းလက်ဆက်ရအမျိုးတွေပို့ပေးတယ်လေဒါပေမဲ့ကြို့သူတို့ဟာလုတ်တဲ့ဟာဗောနော်သူ့ဟာနဲ့သူ့ပေါ့ဥမာ76တမားဆိုရင်ဒါတာတနေရ ဒီပဲကြော်ပဲလော်တော့တနေရပေါ့ငရုတ်တီနဲ့ပတ်တဲ့တဲ့ဟာတော့တနေရအဲ့လိုရဟုတ်တယ်ကစုံပါကျဲတုံဖြူရှိသေးတယ်ဗျကျဲတုံဖြူလည်းဒီနေ့အတိရောက်ပြီဗျကျဲတုံဖြူကဟုတ်ကဲ့ဗျတဲ့တာမာတော့ဖုန်းနဲ့ပဲလမ်းမာလိုက်တာဗျဖုန်းနဲ့လမ်းမာလိုက်တယ်ကားကိကနေမာလိုက်တာဗျကားကိမာပြီတော့အလုံးအလုံးနဲ့သင်းမော်2000 3000တော့သွားရတော့ဗောနော်ကားကဆေးများတော့ဗော PC ဖို့တော့တိတ်မရှိပါဘူးအချို့လူကဆေးများတယ်ဟုတ်တယ်လို့ဟို ရှမ်းပြည်ကျတော့တင်းမှများဘောနော်ရှင်းလုံးတင်းမှများပြင်မယ်ကားခါကျတော့ခေါက်များတဲ့ခါကျတော့ပို့ပြရတော့လေအားချိရတာပေါ့ဗျာချိတော့ယူထားတာပဲနော်ဟုတ်တယ်ဗျာဟုတ်တယ်ဗျာအော်တရားနဲ့ဟောပြည့်မယ်ဆိုရင်တော့ဒါတည်းကဖြစ်ရမယ်မယ်ဒီဟုတ်တယ်မလားကိုယူထားချိလို့ယူထားတဲ့ဟာဒီတိုင်းပြစ်ထားလို့မှမရတာဟုတ်တယ်မလားအဲ့ဒါမျိုးပေါ့အာပြောသားတော့အများကြီးပဲအာမငင်နဲ့လို့ပြောရမှာပေါ့နော် ဆရာနေနေလို့နော်ရန်ကုန်ကလူတော့တိတ်မပူပဲတော့ဆန်းပြည်ကလူတော့ပူတော့ဗောဒီမှာကျွန်တော်နော်မပြန်ဖြစ်သေးဘူးဗျာတယောက်ကလည်းဥမာတပတ်ချင်းလိုက်ဆယ်ရက်ချင်းလိုက်တစ်လချင်းလိုက်အဲ့လိုဗောနော်အစားနဲ့ဆိုင်တော့တော်တော်လေးဟောဖြစ်ပါပြီတက်တာပါပြီဟုတ်ကဲ့ဗျာအဲအမျိုးတော့အစားပိုင်းတော့သူတို့လည်းနည်းနည်းပါးပါးကုန်တော့ပြေးပါတယ်ပြေးပါတယ်ဆိုတော့ကိုယ်လည်းမတောင်းချင်ဘူးလေကိုကကိုဆရာမလဲခြေကောင်းလဲကောင်းဆရာနိုင်တဲ့တယ်ပဲဟုတ်တယ်မလားနော်တတ်သိမိလည်းရှိတယ် ဒီမှာလည်းရှိတယ်ဟိုမှာလည်းရှိတယ်သူတို့ဝိုင်းလို့တယ်သူတို့အိမ်နဲ့သူတို့ပဲလေသူတို့အိမ်နဲ့သူတို့သူတို့စီပွားရေးနဲ့သူတို့ပေါ့နော်အသက်60လောက်ရှိပြီ60ဟုတ်ကဲ့ဗျာ60လောက်ရှိပြီဟုတ်ကဲ့ဗျာဘောကအရှုံးမပေးဟုတ်တယ်အာယုံးကင်လားဟွာလုံးနေတော့ရောင်းတဲ့နေရာကတော့အရင်ကတော့အယူကုန်းပဲမှလည်းရောင်းနေဗျာအယူကုန်းရောင်းတယ်ရေကြော်လည်းရောင်းတယ်ဟုတ်တယ်ဗျာလဲသားမှလည်းရောင်းတယ်နေရာမရှိဘူးနေရာရှားတယ်လေနော် ဟုတ်တယ်ဗျဟိုမှာကျွန်တော်နေရာခပေးရတော့ဒီမှာကျွန်တော်နေရာခပေးစရာမလိုဘူးလေနော်ဒီမှာလားနေရာလေးစာကဟိုမှာလားဩဒီမှာဩလာဝယ်ရင်ဒီမှာဘာဟန်သုံးလမ်းပဲဗျရေတစီလမ်းဟွာဘလို့နော်ပြောတော့ဗျနော်ရေတစီလမ်းဟောင်းရေဘာဟန်သုံးလမ်းထိပ်ပဲဗျနော်အဲမနေ့6နိုင်ကနေ10 10နိုင်ခွဲအထိပေါ့ညနေတော့4နိုင်ကနေ9နိုင်ဗျနော်အာခဲခဲကတော့အမင်းမျိုးဗျနော်ဒါပေမဲ့ဦးလေးကတော့ ခက်ခဲအများကြီးတော့မရှိဘူးလာဝယ်တက်လို့ဥမာ900ဖိုးလေးရောင်းနေ900ဖိုးလေးရောင်းပဲလိုက်တယ်နေသေးတဘူးဆိုရင်2500မလားတွန်တာဟာ900ဖိုးဆိုဒီတိုင်းပဲပြေးလိုက်တာရောင်းပဲလဲပစာမယူဘူးဒီတိုင်းပဲပြေးလိုက်တာနော်တားနဲ့အချို့ဆိုချိုးတဲ့တဲ့ဟာလေမဝယ်နိုင်တဲ့ဟာလေဟုတ်ကဲ့ဗျအဲတမူးရလို့တပဲလူတဲ့နော်မနေ့ပိုင်းကျတော့ကိုရင်လေးတွေတင်လာစင်လေးတွေလည်းလူရတော့ပေါ့ကွာအဲ့ဒါတော့အမြတ်ပေါ့နော် ကြံတဲ့ပတ်စံတော်ဟာမှဖြစ်ပါဦးနော်ရောင်းဝယ်တော့ပုံမှန်တော့မရှိဘူးနည်းတို့ကစနေစနေနေ့တို့အဖိတ်နေ့တို့နော်အဲ့ဒါဒီပဲရောင်းကောင်းတယ်ဗျစနေတနေ့ကနေပေါ့နော်အဲ့ဒါရုံးပေးရကျတော့နည်းနည်းပိုရောင်းကောင်းတယ်လေတရေကိုပုံမှန်တော့မရှိဘူးပေါ့နော်ခါလေးလဲမနေ့ပိုင်းကရောင်းကောင်းတယ်ညနေပိုင်းကျတော့မရောင်းမကောင်းဘူးပေါ့လင်းက6000တောင်းတော့ရပါတယ်တရေကိုပစ္စည်းဖို့တဝဲနှုတ်လိုက်တဲ့ခါကျတော့ဘာလို့တော့ပေါ့နော်2000 3000ပေါ့နော် 2000 3000တော့တော့ကျပါတယ်။အနည်းဆုံးဟုတ်ကဲ့ဗျာကျပါလေဗျာ။နှစ်ခါလေနှစ်ချိန်ရောင်းတဲ့ဟာပေါ့နော်။တစ်ခါမှရင်အင်းလင်းငါရဲ့တပတ်ပေါ့ဗျာအကုန်လုံးဟာလုတ်တဲ့ဟာကျတပတ်လုံးတော့ပြန်ရောင်းရတယ်ဗျာ။ဟုတ်တယ်ဗျနည်းနည်းကုန်ပြီဆိုရင်ဆက်မာလိုက်တယ်လေဒီနေ့တခါတော့မာတယ်ဗျဒီနေ့တခါလဲဆိုတော့10ရက်တခါတော့တော့မာပူကျိုးပြီးတော့မာရတာပေါ့နော် ဥပမာဒီပစ္စည်းကုန်တော့မယ်ဆိုရင်ဟွာလုတ်တယ်လေဟိုကအလင်းမီအောင်ပေါ့တံမိုးလားဗျာပိတ်တာချိန်ဩပိတ်တာချိန်ကဟွာလောက်ရှိတယ်ဗျာပိတ်တာချိန်ကကျွန်တော်တို့ဥပမာနေချာဆီဆိုရင်30ပေါ့နော်ဘဲကျော်20ပေါ့အောင်နေနေထိုင်းနေရဆိုရင်10ပိတ်တာ15ပိတ်တာပေါ့နော်အများဆုံးကတော့ဒီနေချာဆီတော့ခြိုက်ဆုံးပဲဗျာနေချာဆီနဲ့ဒီပြဲကြီးကျော်တော့ခြိုက်ဆုံးပဲအရင်နေစားတဲ့ဟာတော့ဟွာကနေစားတာပဲဗျာ 10သိန်း15သိန်းပါပဲအာဒါလေပမှုနည်းနည်းရှိတယ်ဗောနော်အဲ့တော့နေစဝယ်ပြီးတော့လုပ်တော့ဗောခုန်တော့ဗောအာမဖြစ်ဖြစ်အောင်ကြိုးစားမှာဖြစ်မလဲနော်တွန်းဆုတ်တွန်းဆုတ်နေဆိုမဖြစ်ဘူးလေနော်ဒီလိုတစ်ခုကိုလုပ်မယ်စေးတဲ့မှာလေ့လာကြည့်တယ်လေသူများရောင်းတာကတော့ရောင်းတော့ရောင်းတော့ဗောဦးလေးတို့ရောင်းတဲ့ဟာနဲ့မတူဘူးလေဥပမာတဘူဝယ်မယ်ဆိုရင်အစီတရားနည်းနည်းပဲပါတယ်ဦးလေးရပုတ်ထည့်ပစ်လိုက်တော့ဗောနော်စေတနာလည်းပါတယ်စေတနာအေးအဲ့ဒီအဲ့ဒီ အဓိကကအဲ့ဒီဟာပဲလေတမင်ဟာနော်ဖုန်တင်ပြဖုန်တင်ပြအဓိကစေတနာပါပဲတင်ငါဒါတည်းကတိတ်ခွာမှာဖြစ်ပါဘူးကိုယ့်ရဲ့ဘဝမန်ကန်နဲ့ဟာလေဘာမကြောက်ရှာမလို့ပါဘူးဟုတ်တယ်မလားเนาะသူများကကိုးစားတယ်လည်းမဟုတ်လူစားတယ်လည်းမဟုတ်ဘူးလေเนาะလုံးတရင်ဆက်ရှာမလို့ပါဘူးဟုတ်တယ်မလားเนาะအာကြုံကြုံဖို့တော့ဘောပြန်ပန်းဟာဘာမှမလို့ရှင်တော့ဘူးလေเนาะပူလဲပူတယ်ဟုတ်တယ်ဗျာပူတယ်ဟုတ်တယ်ဗျာဟုတ်တယ်ဗျာ ရေစုံသုံးခါတော့ချိုးရတာခွန်အားပြန်ယူစားအနားယူလိုက်တယ်ဗျနော်ဥပမာခဏနားပြီးတော့ရေချိုးပြီးတော့ပြန်အိတ်လိုက်တော့လို့အဲ့ဒါမျိုးပေါ့နော်အဟုတ်တယ်လေဟုတ်တယ်လေအသွေးအဲ့လိုမျိုးတော့ထားရမှာဟုတ်တယ်လေမလို့မပြုတ်ဘူးလေလုံးရမှာဒါပေမဲ့ပက်ဆာမရှိတော့မဟုတ်ဘူးပက်ဆာဥပမာကြိုးပြီးတော့ရှာရတော့ပက်ဆာနော်ကြိုးရှာတဲ့ခါကျတော့ကွက်တိဖြစ်သွားတော့ပေါ့နော်ဥပမာပက်ဆာဆေးဖို့ပေါ့လို့ကိုမန်းထားတဲ့ဟာ၁၀သိန်းဆိုရင် 15တင်းကုန်ကျင်လဲကုန်လေတင်း20ကုန်ကျင်လဲကုန်တော့ဗောအဲ့ဒါမျိုးလေးတွေရှင်းဖို့ဆိုရင်သူ့ဟာက70တင်း15တင်းတော့ကုန်ပါဗျဟုတ်တယ်ဗျသူကတမျိုးတည်းမဟုတ်ဘူးလေမြေလဲပြိပြိသေးတာမိုးရွာတော့မြေပြိုတော့လေမြေမြေလဲပြိမြေပြိသေးတယ်အဲ့ဒီဟာကတရားထိုင်တဲ့ခါကျတော့တရားကယ်တယ်ပဲဖြစ်မှာဗောအိမ်မက်ပြေးတော့ဗောနော်ဦးလေးကိုအိမ်မက်ပြေးတာမြေပြိတော့မှဆိုသူ့အော်တဲ့တန်ကြတော့မင်းအချိန်နေမကောင်းဘူးလို့ မင်းတရားလေးမလေးထိုင်လောက်တရားတရားထိုင်နေတဲ့အတက်ကလွတ်တော့တာနောက်မေတကယ်ပြီးတဲ့ခါကျသူတို့ဒီအိမ်မက်တဲ့អော်တဲ့တိုင်းអော်တာအတက်ကမတည်တော့ကဘာနာနေနေနင်းတယ်လေမေပြိုတော့ဟောဖြစ်တော့ပေါ့အဲ့လိုဖြစ်တော့လေဟုတ်တယ်မြအိမ်မက်ပြီးအဲ့ဒါလဲကုရတယ်အဲ့ဒါမန်းလေးမှတကုတာမခါထိတော့တာသူကပြီးတော့တာအင်းသာအင်းသာတဲ့ရင်နဲ့ပေါ့ဘာလို့တော့မလားချိန်တဲ့ရင်နဲ့ပြီးတော့တာဆွဲတော့အဲ့ဒီ အင်းသားကိုဖျက်ပြစ်မှအဲ့လိုဝင်ရတာတေတာပြနဲ့လှုပ်ထားတဲ့ဟာလေတတ်မတည်ပါဘူးဟိုမတည်တော့ဘူးအဲ့ဒီတရားတရားလေးထိုင်နေတယ်နော်တရားရဲ့အကျိုးကျေးဇူးပေါ့နော်ဟုတ်တယ်အိမ်မက်ပေးတာကုလေးကဘာဖြစ်လို့လဲဆိုတော့အချိန်ရရတယ်လို့လေတရားကိုအ ਨੇ ဆုံးဖျားတော်တော်ရေကတဲ့ဒီလာယူတယ်ပတိစိတ်တယ်တရားထိုင်တယ်ပေါ့နော်မကောင်းတဲ့ဟာဆိုကြိုပြီးတော့အတိတ်ပေးတဲ့ဟာလည်းမျိုးရှိတယ်ပေါ့အေးဦးလေးလိုမျိုးမဆက်မကြောက်ပဲနဲ့နော် လမ်းပေးဒီလို ထိုင်ပြီးတော့ပတ်စားဆရာလို့ရတဲ့အကြောင်းပေါ့နော်အဲ့ဒါတွေမဆက်မကြောက်ပဲနော်နော်ဟုတ်တယ်ဗျအဲ့ဒါအမှန်ကန်ဆုံးလမ်းစဉ်ပေါ့နော်မဆက်မကြောက်ပဲနဲ့ပတ်စားဆရာလို့ရတဲ့အကြောင်းပေါ့နော်ကိုအဓိကအရေးကြီးတာတော့ကိုဆရာနိုင်ကိုဆိုမပြုံးမဲနဲ့လေကိုဆရာနိုင်ရပါတယ်အချိန်တန်သူ့ဟာနဲ့သူ့အဆင်ပြေတော့တာတရရမရရင်တရရမယ်ဆိုတဲ့စိတ်ထားနဲ့ပေါ့နော်ဆွဲနဲ့ပေါ့ဆွဲတော့ရှိရမှာပေါ့ စီးပွားရေးလည်းအဲ့ဒါလည်းရောင်းဝယ်ပဲဗျဥပမာတောပတ်ပေါ်တဲ့ချိန်ဆိုရင်တောပတ်တိကဘလောက်တပင်နှုံးဆိုဘလောက်ရှိမလဲပွင့်တဲ့ချိန်ကိုတော့အရင်ဝယ်ထားရတယ်လေတော့တိတော်အရင်ကတော့တိတော်တီးပေါ့နော်တိတော်တီးပွဲစားတို့တောပတ်တီးပွဲစားတို့အဲ့ဒါမျိုးတွေပေါ့နော်ဥပမာပမ်းမလာအခင်းလိုက်ဆိုဘလောက်ပေါ့တခင်အနေထားကိုကြည့်လိုက်တခါလဲရှုံးတဲ့ခါလဲရှိတယ်မြတ်တဲ့ခါလဲရှိတယ်ဗောနော်ဥပမာ900ဝယ်1000ဝယ်တယ်2000ရောက်တဲ့ခါလဲရှိတယ်ဗောနော်တချို့ ချိုးတလေကျတော့တထောင်ဝယ်ပြီးတော့900နဲ့ပြန်ရောင်းနေတာလည်းရှိတယ်ပေါ့ဒါပေမဲ့နည်းပါတယ်เนาะအဲ့ဒါမျိုးပေါ့ရောင်းဝယ်စပွားရည်တွေလုပ်တယ်အချို့တော့တစ်ခါလေလဲစေးပတ်သွားတယ်လေစေးပတ်တော့ဒီလိုပဲပေါ့ဥပမာအခုနေဗျဥပမာစီဆိုင်ဆေးတို့ဟိုပုံဆေးတို့တုံကြီးဆေးတို့ရက်ဆောက်ဆေးတို့ပေါ့နော်အဲ့ဒါမျိုးသွားလို့လေးရတယ်ဟုတ်ကဲ့ဗျညာ9နာရီဗျဟုတ်ကဲ့မနေ့ကမနေ့ကဆယ်နိုင်ခွဲပေါ့ဗျာဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာ နေလဲတခေါက်နားလဲတဲ့လေဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျဒါအပူလို့လေနော်ဟုတ်ကဲ့ဟုတ်ကဲ့ဗျကျေးဇူးပါဗျ